啊，后面哦，后面啊，没。ဒီသားသမီးရလာပြီဆိုရင်ဘယ်လိုပြောမလဲခဏတစ်ဖြုတ်ပဲဒီຢာကိုချိန်ယူရတာမဟုတ်ဘူးလေသူ့ရဲ့ဒီအချိန်တစ်ခုလုံးကိုကတာဝန်ယူရတဲ့ပုံစံမျိုးဖြစ်သွားတော့အာတာဝန်တော့တော်တော်ကြီးတာပေါ့နော်ဒီလိုရအခက်အခဲလေးဆိုဘယ်လိုလေးရှိလဲဒါလေးဝေးမြောက်အာ ခက်ခဲတာပေါ့ဟိုဘယ်လိုပြောမလဲတချို့အခုဆိုရင်အမျိုးပေါ်တော့တိတ်တာတွေပါပဲမလုတ်တတ်ဘူးအဲ့လိုမျိုးကြတော့မလောက်တော့တခါကျရင်အဲ့လိုသူနဲ့ကစားပေးနိုင်တာတို့ပါဘူးလည်းပဲရှိရတချို့အရန်ဟိုဟာဖြစ်တဲ့အသေးစိတ်တွေကြတော့အကိုလုံးလုံးမရတော့ဘူးအဲစိတ်မရှိရလည်းပါတာပေါ့နော်ယောက်ျားလေးဆိုရယ်စိတ်မရှိဘူးဆိုတာအဲ့လိုမျိုးပေါ့တခါကျရင်အမျိုး ကြည်ကြရခံမျိုးကြာရမျိုးယောက်ျားလေးတွေကတခါကြာရမျိုးဟိုမိန်းကလေးတော့စိတ်မရှိဘူးပေါ့အဲ့လိုမျိုးတွေရောရှိတယ်အာအရန်ပြောပါတယ်ဘာလို့လဲဆိုတော့ကိုနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ဒီဟိုပေါ့နော်ဒီကလေးလေးပေါ့နော်နောက်ပြီးကိုနဲ့အမျိုးပေါ့ဟိုဘာမျိုးအကျင့်စရိုက်လေးတွေအစားပေါ့ငငယ်ရောအမေကပြန်ပြောပြတာပေါ့နော်နင့်ပုံစံတိုင်းပဲဘာညာအမျိုးလေးပေါ့ကိုကိုရဲ့ကိုဘွားကိုပြန်တွေ့နေရတဲ့ပုံစံမျိုးပေါ့ကိုငငယ်ရောကပုံစံမျိုး အကိုတို့ကြတော့မသိတော့ဘူးလေဒါပေမဲ့သူ့ကိုပြောင်းပြင်းနေရကိုယ့်ရဲ့ငငယ်ဝဘဝကိုပြောင်းပြင်းနေရတဲ့အချိန်မှာအဲ့လိုမျိုးလေးခံစားမိရပါဘူးဘယ်လိုအချက်ကလေးတွေတူတယ်လို့ပြန်ပြောတာမျိုးကြောင့်အဲ့လိုဘောနော်ဟိုခါကြအမျိုးလေးကြီးကြရအဲ့လိုမျိုးကိုအကိုဆိုရင်မေးပြန်ပြောပြရပါဘောခါကြအဲ့အဲ့ဝါဆိုရင်ဈေးရဲသွားတာဈေးရဲသွားတော့အဲ့ဘောလုံးလိုချင်တာ ဘောလုံးလိုချင်တဲ့ခါကျတော့အဲ့ဘောလုံးကိုမရမဝယ်မဝယ်ပေးဘူးအိမ်ကလည်းမဝယ်ပေးတယ်မဝယ်မေးဖြစ်ချင်းအနာအဲ့ဆိုင်ရှိတဲ့တိုင်မှာဖတ်ထားပြီးတော့နေတာတောင်ကြီးမှနေတာဟိုကတောင်ကြီးစီးထဲမှာဖတ်ထားတာလုံးဝတော့သွားလဲမလိုက်လာဘူးဒါပေမဲ့အမေအားနဲ့ဒီလိုက်လို့လာလိုက်လို့လာညာပေါ့နော်သွားထပ်သွားလိုက်သေးတယ်ဒါပေမဲ့အဲ့နေရာမှာတိုင်ဖတ်ပြီးနေတယ်အဲ့ဘေးနားချောင်းကြီးရောလဲဟိုဘက်ကလမ်းကိုလမ်းမြှော်ကြည့်နေတယ်အဲ့ဒါအာဝယ်ပေးလိုက်ရတယ် အဲ့လိုမျိုးပါအဲ့တော့အရန်တော့မိဘကိုဘာမှမသိဘူးတမန်ပတ်စံပါလားလင်ပါလားမသိဘူးအခါကြီးကျရင်အဲ့လိုမျိုးဂျင်းနဲ့ကြတဲ့ကြောင်လောက်တာပေါ့နော်အဲ့လိုမျိုးလေးပြန်ပြောတဲ့အခါမှာအခုဘယ်လိုလေးသဘောကျရလဲကိုယ့်ငယ်ဘဝလေးပြန်တွေးကြည့်မယ်ဆိုတော့နော်အဲအဲ့လိုပေါ့နော်ကိုရောမမတ်မိတော့ဘူးတခါကြီးကြရင်တော့ဟိုပြန်ပြောပြရော်လေကိုရဲ့အမှတ်တရတွေပြန်ပြီးတော့ကိုပြန်သိရတာပေါ့နော်အဲ့လိုမျိုးလေးဟုတ်ကဲ့အဲ့လိုပါလေ exam လို့ရှိရင်လည်းမရမချင်းလို့ပြောတယ်အဲအဲ့လိုတော့ဘူးဘူသာအထက် तू ကအမျိုးပေါ့တခါကြီးကြရင် तू तू လိုချင်တာမရတဲ့ဟာမျိုးပေါ့နော်အဲအမျိုးပေါ့ အဲ့လိုပေါ့ခဏအောင်ပြောဆိုဖုံးနေပါလေပိတ်လိုက်တဲ့ခါမျိုးကြာအမျိုးသူကအမျိုးတစ်ဖက်သွားပြီးမှသူကအမျိုးခုံကိုဒီလိုမျိုးလုပ်ပြီးသူကအမျိုးစိတ်ကောက်တယ်အမူအရာသူကစိတ်ကောက်တဲ့အမူအရာဒါမျိုးကိုနဲ့ကြူတာပဲနေမယ်အိုက်တင်တဲ့သူ